ဒီမိုကရေစီပညာရေးအတွက်တောင်းဆိုဆန္ဒပြနေကြတဲ့ကျောင်းသားတွေနဲ့ဝန်ရံပြည်သူတွေကိုရဲတပ်ဖွဲ့ကအကြမ်းဖက်ဖြိုခွဲလိုက်တဲ့တနည်းပြေအောက်မေပွဲအခမ်းအနားတစ်ခုကိုလက်ပံမြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုကိုမင်းညိုပေးပို့ထားပါတယ်ရှင်မြို့သားခရောလာတော့အားလေပြုအရိခန္ဓာကိုဘကိုရိုင်းတာအရိခရိုင်လက်ပံမြို့ကကျောင်းသားတွေနောက်ဆုံးစကန်ချခဲ့တဲ့အောင်မြေပြိမ့်ပံကျောင်းတိုင်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီနေ့အခမ်းအနားကို မြန်မာပြည်အရေးရကနိုင်ငံရေးတကြွလှုပ်ရှားသူတွေပါတီတွေပြိုင်ဒါဖွဲ့တွေကျောင်းသားတွေနဲ့ရဟန်းတန်ဃာတွေတက်ရောက်ခဲ့ကြပြီးတက်ရောက်လာသူတွေတဲကကျောင်းသားကောင်းဆောင်တွေရဟန်းတန်ဃာတွေနဲ့အဲ့ဒီကအကြမ်းဖက်မှုကိုမျက်မြင်တွေ့ခဲ့ရသူတွေကအောက်မေပွဲအနေနဲ့တက်ရောက်ဟောပြောခဲ့ကြပါတယ်ဒီနေ့အခမ်းအနားလုပ်ရတာနဲ့ပတ်သက်ပြီးတော့လက်ရှိအစိုးရကိုဒီနေ့အခမ်းအနားကနေတောင်းဆိုချင်တာတွေကိုကျောင်းသားကောင်းဆောင်တယောက်ကအခုလိုရှင်းပြပါတယ် ကတော့ဒီတစ်နှစ်ပြည့်မှာအကြောင်းသားတွေကိုသွားစိတ်ထဲမှာရှိရဲဆိုတဲ့ဥစ္စာပြခြင်းနဲ့နောက်တစ်ခုကဒီအစိုးရကအကြောင်းသားတွေပေါ်တစ်နှစ်တစ်နှစ်ပြည့်တဲ့အထိကို DS ဆိုတာခြောက်ထဲမှာထည့်ထားတယ်ဆိုတော့ပြခြင်းနဲ့တော့ကျွန်တော်တို့ဒီနေ့တစ်နှစ်ပြည့်ပေါ်တော့တက်တာပါတရှိဆိုရသေးဖြစ်လာမယ်ဆိုရင်တော့ကျွန်တော်တို့ចောင်းသားတွေကိုသူပေးကြခြင်းနဲ့အခုအမှုရင်ဆိုင်နေရတဲ့ចောင်းသားတွေကထပ်ထပ်ပြီးတော့အမှုရင်ဆိုင်နေရတဲ့အမှုတွေထပ်ထွက်နေရတယ်ပေါ့နော်။ဟိုအမှုတွေထပ်တိုးနေခံနေရတယ်။ဆိုတော့ဒီဆိုရသေးလက်ထက်မှာအဲ့လိုမဖြစ်စေချင်ဘူး။ကျွန်တော်တို့ចောင်းသားတွေကဟိုမတရားမှုလုပ်ထားမှာမဟုတ်ဘူး။တရားတဲ့နီလန်သွားခဲ့ရတယ်။ဆိုတော့ဟိုတရားမျှတသွားပဲဟို လှုပ်ဆောင်ပေးပါလို့ကျွန်တော်ညွှန်လဲ2008ဖွဲ့စည်းပုံကိုမပြောင်းလဲနိုင်တာနဲ့ပတ်သက်ပြီးចောင်းသောခေါင်းဆောင်တယောက်ကလည်းအခုလိုပြောပါဗျာ။ကျွန်တော်တို့လက်ရှိမှာဗမာပြည်ရဲ့လက်ရှိအခြေအနေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျွန်တော်တို့ចောင်းသားတွေအပြင်တခြားသောနိုင်ငံရေးတပ်ဖြတ်တော်ရှားသူတွေအခွင့်အရေးတောင်းဆိုတဲ့လူတွေဟာဖိနှိပ်ခံရဆဲဖြစ်တယ်။ကျွန်တော်တို့ရဲ့အခွင့်အရေးတွေတောင်းဆိုတိုင်းမှာကျွန်တော်တို့ပုံမှန်မျိုးစုံတက်ပြီးတော့ဖန်တီထိန်းသိမ်းနေစေဖြစ်တယ်။ဒါသာကျွန်တော်တို့လက်ရှိအခြေအနေမှာဗမာပြည်ရဲ့ ွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျွန်တော်တို့ကကျွန်းသားသားအခြေအနေမျိုးနဲ့ပြည်သူလူထုရဲ့စားဝတ်နေရေးအတိဒုက္ခအလို့သမားလေသမားလူငယ်လမ်းဖုံးတို့ဟာအတိဒုက္ခရောက်နေတဲ့အနေအထားမျိုးပါပဲဖြစ်တယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့အမျိုးသားပြည်နယ်တင်းမြေရေးဆိုတဲ့နေရာမှာလည်းလက်ရှိတွားနေတဲ့အမျိုးသားပြည်နယ်တင်းမြေရေးကကျွန်တော်တို့ចောင်းသားထုတော်တူတဲ့ចောင်းသားတို့လက်ခံတဲ့အမျိုးသားပြည်နယ်တင်းမြေရေးမျိုးမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တို့ဒီနေရာမှာပြောချင်ပါတယ်။ဒီနေ့အခမ်းအနားကနေပြီးမတရားဖန်ဆီးခံထားရတဲ့ចောင်းသားတွေနဲ့ဝိုင်းရံပြည်သူတွေလွှတ်ပေးဖို့အတွက်ကြေညာချက်တစ်စောင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီကြေညာချက်မှာတော့ ထောင်ထဲမှာရှိတဲ့ចောင်းသားတွေဝိုင်းရံပြည်သူတွေចမ်းမာရေးရဆေးရုံတွေကိုအချိန်ချင်းတက်ရောက်ကုသနေပြီးမဲ့နာရာရှိဝေဒနာတွေကူးဆက်ယောဂါတွေခံစားနေရပါတယ်။ဒါအပြင်အာနာပိုင်အဖွဲ့အစည်းကပုံမှန်တွေဆက်လက်တိုးတာတွေရုံအမျိုးမျိုးကိုပြောင်းရွှေ့ပြီးစစ်ဆေးနေမှုတွေကြောင့်မိဘဆွေမျိုးတွေပါစိတ်ရောကိုယ်ပါဒုက္ခရောက်နေရတာတွေကိုဆက်လက်ခံစားနေရပါတယ်။ဒါကြောင့်တစ်နှစ်ကြာတဲ့အထိအဲ့ဒီလိုရက်တွေကိုမရက်တန့်သွားပဲဆက်လက်လုပ်ကိုင်နေတာကြောင့်ဖန်းစီခံထားသူတွေအမြန်ဆုံးလွတ်ပေးဖို့တောင်းဆိုလိုက်ကြောင်းကြေညာချက်မှာဖော်ပြတောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့2015ခုမေလ10ရက်နေ့ကဒီမိုကရေစီပညာရေးသပိတ်စီကြောင်းဟာရန်ကုန်မြို့ကိုဆက်လက်ခြိတက်စင်မှာလေဗရန်မြို့ကအထွတ်မှာရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီးကျောင်းသားတဲ့ဝိုင်းရံပြည်သူတရာကျော်တာရီထောင်မှာဖမ်းဆီးခံခဲ့ရပြီးဒီနေ့ဆိုရင်တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်ကျွန်တော်မင်းညိုလေဗရန်မြို့ကနေပြေးပို့ထားတာပါရဟန်းချစ်လူကျောင်းသားပြည်သူပေါင်းအလေးဒီ